နော်ခြောက်တစ်ဖက်အတုပဲဖြစ်နေဖြစ်နေလက်တစ်ဖက်အတုပဲဖြစ်နေဖြစ်နေကျွန်တော်တော်လန်ဂျင်စိတ်ပဲလူလားတို့အမေအိမ်မမဟုတ်တာဗျာဒီတော့ဘယ်အစင်ပြေမလဲဟင်းဟင်းဟင်းအစင်ပြေကြားနေတော့တော်လန်ရင်ပြီးသွားရင်တော့ကျွန်တော်အစင်ပြေတဲ့အမေကိုပဲရင်ပြန်ရမှာပေါ့ဟုတ် ဲဒါနဲ့စပြောပါအောင်ဒီမိတ်အရင်ဆုံးမိတ်ဆက်ပုံကတော့မပြောရသေးမိတ်ဆက်ပေးဘူးဘယ်လိုမိတ်ဆက်အဲညီလေးရဲ့နာမည်အဲခုနလိုပေါ့နော်ထမ်းဆောင်နေတဲ့တာဝန်လေးအဲဒါမျိုးပုံစံမျိုးလေးဒီကိုရောက်ဖြစ်တဲ့ပုံစံအကြောင်းလေးတွေအဲအဲ့လိုမျိုးမိတ်ဆက်ရေဘောနာမည်ကတော့အသေးလေးပါ။အဲအသေးလေး။ရေဘောနာမည်အသေးလေးလို့ပေးထားတာ။အခုအောင်ပြရလား။အသေးဆုံးဖြစ်နေလို့။ဟုတ်လား။နောက်ပြီးတော့အသက်ကလည်းငယ်တယ်လေ။အပတ်စဉ်ထဲမှာဆိုရင်တော့ငယ်ဆုံးပေါ့။อืม။အဲ့လိုမျိုးပြီးတော့ ရောက်လာတာတော့အလိုနာနာကြီးကြီးရောမရှိပါဘူးဆန္ဒပြတော့ပြစ်ခတ်မှုတွေဖြစ်တယ်သိရမလားอืมပြီးတော့ကျွန်တော်ရန်ကုန်မှာဆန္ဒတစ်ခါနှစ်ခါလောက်ပြလိုက်တယ်ပြီးတော့လိုက်မပြတော့ပြန်သွားတယ်อืมสลีมินดาวပြန်ပါတယ်อืมပြန်တော့สลีมินดาวကလည်းဘယ်သူမှမပြရဲတော့ဘူးဟောစစ်တပ်ကစစ်သားတွေရောက်နေဆိုပြီးတော့အကုန်လုံးကကြောက်သွားပြီးတော့မပြရဲတော့ဇန်နာကိုอืมမပြရဲတော့ငြိမ်သွားတာပေါ့ငြိမ်သွားတော့အဲအဲ့ရောင်နေစားပြီးတော့တောက်ခိုးတာပဲကျွန်တော်อืมဒါအစိုးရနေရရန်တော့မစိုးဘူး ်နေမှာတော့လုံးဝငြိမ်သွားပြီးမှចောင်းနေပြန်ဖွင့်နေဆယ်တန်းဆိုတော့မိရចောင်းပြန်တက်မလားတဲ့အင်းတက်မယ်လို့အဲ့နဲ့အမေကစာအုပ်တွေចောင်းစိမ်းတွေပစိုးတွေသွေးတွေအကုန်လိုက်ဝယ်ပြီးဝယ်ပြီးပြီးတနေ့သွားတက်ပြီးတော့ထွက်လိုက်တယ်ဟုတ်ဗျာဆက်လက်တော့အိမ်မှာမလျော်တဲ့စင်းတော့ဆိုနေကြလိုက်တယ်အင်္ဂါကောဆဲတက်လာတော့တက်မယ်ဆိုတော့တရက်ပဲတက်ပြီးတော့တက်တော့ဘူးဆိုတော့ သူကပထမနေ့ကဝယ်ပေးထားတော့တည်ရမလားအေးပေါ့အေးပေါ့စိတ်ခုသွားပေါ့စိတ်ခုပါအဲ့အိမ်ဝနေချလိုက်တာနေချနေချပေါ့အိမ်မှာမနေရတော့ကျွန်တော်အလုပ်လိုက်လုပ်တယ်ပြင်မှာအင်းလုပ်လိုက်လုပ်ပြီးတော့မှနောက်ပိုင်းတငယ်ချင်းတယောက်ပါပါတယ်ဒါလည်းနေရောက်အင်းသူလည်းဂူရီရှိသေးတယ်ဖိုက်တာတွေမှာပဲဟုတ်လားအဲ့ဘလို့ဆုံးဖြတ်ဖြစ်သွားဒီလိုလာဘူးဒီလိုလာဘူးကတော့ဟိုဘလို့ဆုံးဖြတ်ပြသွားလေဆိုတော့ဆန္ဒပြတာတို့ဘာတို့ကလုံးလို့မရတော့ဘူးမျိုးပေါ်မှာအင်း လောက်လို့မရတော့ကျွန်တော်တို့တော်ရီကနေလက်နက်ကင်ပြီးတိုက်မှာပဲရတော့မှာဆိုတော့အဲ့ဒီစိတ်နဲ့ပဲရောက်လာတာပေါ့อืมကျွန်တော်ကဘယ်ဖွဲ့စည်းမှမတည်ဘူးအဲ့လိုမျိုးဝင်နေတာပေါ့ဝင်နေတာကျွန်တော်ဘီရက်ဆိုတာလည်းမတည်ဘူးอืมပီရီယက်တစ်မျိုးပဲတည်တယ်အဲပီရီယက်တစ်မျိုးပဲကိုစုံစမ်းပြီးရောက်လာတယ်အော်အပြတ်ကျုံးမယ်ဆိုရယ်စိတ်နဲ့ပဲကျုံးမယ်စိတ်ဟမ်ဒါအခုဒါညီလေးကထုတ်လို့ရမှာနော်ထုတ်လို့ရမှာညီတက်နိုင်လားလုံရင်လည်းပါဝင်နေတယ်ဒီအခုဖြစ်စေဖြစ်တဲ့ဟာဆိုလဲဒါထုတ်လို့ရရဲ့ဒါမတော်တဆဖြစ်စေပေါ့နော်အဲ့အကြောင်းလေးလည်းပြောပါဦး အကြောင်းလေးပြောပါအောင်ဆိုတော့ဟိုဟို draw ဒီပေါ့ draw ဒီပြန်ချဖို့ draw ဒီရေပြန်ပိတ်တာပေါ့อืมပိတ်ရတယ်ကျွန်တော်နှစ်ရက်လောက်အလိုမှာထကွဲပါတယ်ဩအဲ့ draw ဒီကထကွဲလေကွဲရောရုပ်ရှင်ကားရေးရလို့ဟင်းစီးအဲ့ဒါပဲကြားလိုက်တယ်ကျွန်တော်နောက်နည်းနည်းတော့လွင့်သွားမယ်နည်းနည်းလေးတော့လွင့်သွားမယ်อืมလွင့်သွားတော့အဲ့ဒါနဲ့ကျွန်တော်အတိပြန်ဝင်လာတယ်ဆိုခဏလေးပဲအတိပြန်ဝင်လာတယ်ဆိုကျွန်တော်တစ်ချက်អော်ကြည့်လိုက်တယ်อืมမင်းသားမှလည်းအလုပ်တူတူလုပ်နေရဲဘော်ကြီးရှိတာဟုတ်อืมငါထိသွားပြီလို့တစ်ချက်អော်ကြည့်လိုက်တယ် ဟမ်ဘာတမ်းမှမကြောက်ကိုအော်ရတဲ့မကြောက်ရအောင်ကိုအော်ရတဲ့မကြောက်ရမို့တုံ့ပြန်မှုမကြောက်ရအောင်တပတ်အတည်းရမလားဟိုဘေးနာရဲဘော်ကြီးဘာကြီးအတန်မကြောက်ရတော့တို့တဲတဲ့ကိုပတ်ကြည့်ရတယ်ကျွန်တော်ဘေးနာပုပ်ပက်လေးကိုကြည့်လိုက်တာကြည့်ရတော့မီးတွေကလောင်နေဟုတ်မီးတွေကလောင်နေတော့ဘေးမှာလည်းအသီးတွေရှိတော့ထက်ကွဲမှာဟုတ်မီးကူးတာနဲ့ထက်ကွဲမှာအဲ့တော့ကျွန်တော်မတ်တက်ကျုံးထားတာဟုတ်ကျုံးလိုက်ထားတာဟောလမ်းလျှောက်ဖို့ပြင်နေပြီးတော့ကျွန်တော်မလျှောက်နိုင်ဘူးပုတ်ကနေဆိုပြစ်လေးပါတယ်ခြေတော့အယိုးရဲ့ကျန်တော့ ဟုတ်ပြီခြေအဲ့ခြေဘွားနောက်မှာအယိုးပဲကျန်တော့ကျွန်တော်မလျှောက်နိုင်ဘူးအဲ့ဒါကျွန်တော်အဲ့လောက်ထိမပူသေးဘူးအဲ့ကျွန်တော် cross ဝဲပြီးတွားတာတဲပြုံရအောင်ဟွန်းဘီးရီလောင်နေတော့ထောက်ကွင်းရဆက်စိတ်ပုံမှာဖြစ်တော့မှာအဲ့တော့ဘီးရီလောင်နေတော့ကျွန်တော်လမ်းမလျှောက်နိုင်တော့ cross ဝဲပြီးတွားတာထွက်ပြီးတော့မှအပြင်ရောက်တော့မှလှိမ်သွားတယ်อืมอ่าตรุดูซูนาออกยောက်တော့အဲခြီးပြီးတော့ကျွန်တော်ကားဝတ်တင်တာပေါ့อืมအဲဒီမှာကုသမှုခံရနေအောင်ရောက်တယ် ဟင်းတော်တော်သိတတ်ပါလေကောဝေကောနော်တော်တော်အကျော်မာတာပဲနော်မတည်အောင်တော့ရုံးကန်ရတာပေါ့အေးပေါ့အေးပေါ့နော်ညီဦးကဗာလေညီလေးကိုစားရောက်တော့ဗာလေဘလိုဘလိုပလီကက်နဲ့ရောက်လာလားလောကလူမိုက်လို့တင်တယ်ကျော်ပါအဲ့ဒါလေးကျွန်တော်တင်နေစရာအဲကျွန်တော်ရှိတက်တက်မှာလာရောက်သွားပြီတော့မိယုတ်ကဘာဖြစ်နေရလဲမိယုတ်ကဒူမိုက်ယုတ်နေတယ်ဘင်းကလည်းထိုးမလားအဲ့လိုလာပြီးစိန်ခေါ်တယ်တင်နေစရာ မဟုတ်ဘူးလို့ဒါကျွန်တော်ရဲ့ပုံစံပဲလို့ကျွန်တော်အဲ့လိုပဲနေတာမှုန်ကုတ်ကုတ်နဲ့ပဲနေတာအာတင်းလန်းဆရာကိုပြန်ရှင်းပြလိုက်ရသေးတယ်အာလောကလူမယုံနဲ့ဆိုပြီးတော့အခုပြီးတော့ဒါမျိုးဖြစ်သွားတယ်ဒါမျိုးဖြစ်သွားအချိန်မှာညီလေးလုံးဝဒီတက်ဖွဲ့ကိုပြန်လာဖို့ဘယ်လိုဆုံးဖြတ်ခဲ့ပြန်လာဖို့ဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတော့ထိရဲ့ထိပြီးတော့ကျွန်တော်ထိရဲ့နေပဲဖြတ်တယ်ဖြတ်ပြီးနောက်နေ့ဆိုကျွန်တော်ဆရာကိုစာလန်းပို့တယ်အာ ဆရာကျွန်တော်ကတော့ဒီလိုဖြစ်သွားပြီဆရာလည်းသိရပြီးတော့ကျွန်တော်ဘယ်နေရာမှာပြင်ပြီးတောင်းထမ်းဆောင်လို့ရသေးတယ်လို့ပဲအရင်ဆုံးမေးလိုက်တယ်ဆရာဩမင်းဘာမှဖြစ်ဘူးလေမင်းခြေတူးအရင်ရအောင်တက်လိုက်တယ်ခြေတူးရသွားရင်လည်းမင်းပြင်ပြီးတောင်းထမ်းဆောင်လို့ရတယ်တဲ့ဆရာအဲ့လိုပဲပြန်ပြောတယ်อืมပြောတော့ကျွန်တော်လည်းစဉ်းစားကြည့်လိုက်ပါတယ်။ငါးခြေတော့ပဲပြတ်တာလို့ခြေတုပြန်ရဝိုင်းပုံမှန်လူပဲလို့ဘယ်နေရာမှာပဲတော်ဝင်ထမ်းဆောင်ထမ်းဆောင်ထမ်းဆောင်လို့ရတယ်။အဲ့စိတ်ပါပဲ။ရင်းရောဟိုလိုစိတ်တကြတာတော့မရှိဘူး။ ဒါပေါ့သတိနဲ့ကြာစရာလည်းမလိုဘူးလေနော်စိတ်နဲ့မကြပါဘူးမကြပါဘူးဒါညည်းပုံစံကြည့်လိုက်တာနဲ့သိတယ်ပြီးတော့ကျတော့စိတ်နဲ့မကြတဲ့သူတွေပဲဒီမှာရှိတာဟုတ်တယ်မလားတော်တော်စိတ်နဲ့ကလာသူကအဆင်မပြေဘူးဗျဟုတ်တယ်တော်စိတ်နဲ့လုံးဝအကောင့်အတိုင်းဘာမှမဖြစ်ထားပါဘူးဆိုတော့သူတော်မှဒီလိုနေရာမျိုးမှာကွာညီလေးကဤမလွယ်ကူဖုံးမလွယ်ကူဟုတ်တယ်မလားရေဘာညာအကုန်လုံးပေါ့နော်တခုခုဒါစားခြင်းတောက်ခြင်းတော့တောက်ဝဲဖို့မလွယ်ကူအဲအဲ့လိုနေရာမျိုးမှာနေပေါင်းအကြကြီးပေါ့နော်နေအများကြီးကြီး ကြာသီးထိဒီတော်လည်းအလုပ်တွေဘူးတော့ဟောနော်နေတူကလာလုံနိုင်ဖို့ဆိုတာလွယ်ကူတာမဟုတ်ဘူးရေတို့အခုလိုဖြစ်ထားတယ်လို့ဆိုပိုဆိုးတာပေါ့ကွာတိရဒါမဲ့ဒီမှာအဲ့လိုမျိုးမြင်ရကနေကွာရေတို့ရဲ့စိတ်သက်တွေကဘယ်လောက်ထိဆုံးဝဆရာထက်တယ်လဲဆိုတာသိတာစီတယ်ဘောနော်အဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ပြီးတော့လုံဝဆိတ်တယ်မကြတဲ့အတွက်လည်းတကယ်ဂုဏ်ယူလေးစားတယ်ဘောနော်ဆက်ပြီးတော့လည်းကိုစူးစမ်းမယ်ဘာမှဖြစ်စရာကြောင်းမရှိဘူးကွာနော်ဆက်ပြီးစူးစမ်းကြမယ်ဆက်ပြီးကိုတက်တိုင်းနဲ့ပိုင်းနေမှာလောက်ကြမယ်အဲလုံဝဒါကခုန တကယ်အောင်မြင်မှုရတဲ့ချိန်ထိရောက်အောင်ပေါ့နော်သူစူးစမ်းကြမှာပေါ့နော်အဲ့တော့ဒါညေးခုတော်လိုင်းကလာထဲမှာအဲထားပါတော့အခက်ခဲလည်းရှိမယ်ဟင်းဒါအဲအမျိုးဆုံးပေါ့နော်ခက်ခဲလည်းရှိမယ်ဒါအတွေ့အကြုံတွေလည်းအများကြီးရှိခဲ့မယ်အဲ့အထဲမှာညေးမှတ်မှတ်ရဖြစ်နေတဲ့ဟာမျိုးရှိမမရရရေလို့တော့မရှိပါဘူးခုခက်ခဲတာကြီးပဲဗျာဒီလားဒီခက်ခဲမှာပဲကျင်နေတယ်ကတော့အဲ့ဒီမှတ်မထားကျင်တော့ဘူးအဲ့ဒီခက်ခဲလို့ကိုမထင်တော့ဘူးမထင်တော့ဘူးဗျာဒီလားဟုတ်ခုကခက်ခဲတာကြီးပဲ ဘယ်နေရာပဲဖြစ်ဖြစ်ခက်ခဲတာပဲဒီอืมအဲ့တော့ကျွန်တော်ဒါအခြားဒီခုညီတို့လိုမျိုးလုပ်နေတဲ့တပ်ဖွဲ့တွေရှိမယ်ကွာတပ်ဖွဲ့တွေအခြားနေရာပေါ့เนาะအခြားဒေသအခြားနယ်မြေတွေအများကြီးရှိမယ်ညီဆိုတပ်ဘလောက်16နဲ့အဲ့တကယ်လေးစားတယ်ကွာเนาะเนาะအဲ့လိုမျိုးကဒါညီတို့လိုလူငယ်တွေအများကြီးရှိတယ်ဒါနေရာဒေသအသီးသီးမှာပေါ့เนาะအဲ့လိုပဲညီတို့လိုပဲဒါစူးစမ်းရုံးကံပဲဒီဒေါ်လာရင်းအောင်မြင်ဖို့အတွက်ကိုဝိုင်းပြီးစူးစမ်းနေကြအဲ့လိုလူငယ်တွေအတွက်ကိုကညီပါပြောခြင်း ဒီကတော့ဟိုဘာမှမလိုဘူးကြာသေးတာอืมတော့ချောက်တစ်ဖက်အတုပဲဖြစ်နေဖြစ်နေလက်တစ်ဖက်အတုပဲဖြစ်နေဖြစ်နေကျွန်တော်တော်လန်ဂျင်စိတ်ပဲလို့ရဟိုက်ဟိုက်เนาะအဲ့စိတ်ကိုနေတဲ့ရှိနေဖို့ပဲရေးကြည့်တယ်ဗောနော်အဲ့ဒီကလေးသားဖို့ခေါ်လဲဗောနော်မြင်ရလဲအရန်ပြက်လိုက်တာစကားပြောတာပလီကန်နဲ့လူမကြီးဒါနော်ကျွန်တော်ညီလေးနော်လုံးဝအသက်လေးဆိုလဲဒီဂဲကိုမထင်ရဘူးဗျာနော်ဒါမျိုးပုံစံမျိုး လုံနိုင်မယ်လို့တော့မထင်ရဘူးဗျာဒါပေမဲ့ကျွန်တော်လူငယ်တွေကဘာမှလာရှင်းပြမင်းနဲ့အကုန်လုံးကဒါဆိတ်ဆုံးဆုံးဖြတ်ထားပြီဆိုရင်မဖြစ်ဖြစ်အောင်လုပ်တဲ့တဲ့လူငယ်တွေကြီးပဲဒီဒေါ်လာကြီးထဲမှာရှိတယ်ပေါ့နော်အဲ့ကြတော့ဒါပြည်သူတွေအနေနဲ့ရောဒါပြည်သူတွေဘောတော့အခုဆိုဒါပြည်သူတွေလည်းခက်ခဲကြတယ်အာသူတို့တက်နိုင်သလောက်တော့ပါဝင်ကြတယ်ဒါပေမဲ့လည်းခက်ခဲတယ်စစ်ကောင်စီကတည့်ရတယ်မင်းကြီးလေဒါမနဲ့မိုးလင်းတာနဲ့ပြည်သူဘလို့နှိပ်စက်ရမလဲဆိုတဲ့ဟာမျိုးပဲစဉ်းစားနေတာအဲတွေ့တွေ့နေရမှာဒါဟိုကိုကိုပိုင်တုံးတဲ့ဖုံးဝါဆက်လိုက်ပြီးစစ်ဆေးတာမျိုးရှိတယ် ပြီးရင်ပုံလေးတစ်ပုံတွေ့ရတယ်ပစံတောင်းတာမျိုးရှိတယ်ငွေညစ်တာမျိုးရှိတယ်အကြားထဲမှာဒါဒေါ်လာကြီးကိုထောက်ခံနေတဲ့ပြည်သူတွေရတယ်အများကြီးရှိတယ်ညို့တော့မှာပြည်သူတွေအများကြီးရှိတယ်အဲ့လိုပြည်သူတွေအတွက်ကိုညေပါပြောခြင်းသူတွေဒူးဒူးတော့ပြောရမှာရှိပါဦးဒီကာလအကုန်လုံးကဘေးကျန်နေချက်တွေပဲဆိုတော့ဒီကတော့မိဘတွေဖိုးဘွားတွေကိုပြောခြင်းတာကိုယ်မီးရတားရပါယူအဲ့လိုမျိုးဆွဲမထားစေခြင်းဘုရားတိလားအင်းအင်းအင်းအဲ့လိုမျိုးငွေတွေလုံးချင်တာဟုတ်ဆွဲမထားစေခြင်းရမလား ဆွဲထားလို့တကယ်လို့စက္ကစရောက်လာရင်လေစက္ကစခေါ်မယ်ဆိုရင်လေသူဆွဲထားလို့ရမှာမဟုတ်ဘူးသိရမလားငါသားလေးငါမိလေးစိတ်ပူနေလို့ဆိုပြီးတော့ဟိုတချို့ကြောင့်မလွတ်ကြဘူးလေသိရမလားသူလွတ်ချင်တာကိုပေးမလွတ်ကြတာရှိရဲ့အဲ့လိုဆိုလို့ရှိရင်တကယ်လို့စက္ကစလာလို့ရှိရင်ငါသားလေးငါမိလေးဆိုပြီးတော့လေထားလို့ရမှာမဟုတ်ဘူးအဲ့တော့ကြောင့်မလို့တို့တို့ဟိုဘက်ကိုပါသွားရတဲ့ဆိုင်တော့အဲ့လိုဆွဲမထားတာပို့ပြီးတော့ကောင်းမယ်လို့ထင်တာပဲอืมอืมอืมဒီကဟိုဘက်ရောက်သွားပြီဆိုရင်ဒီကောင်တွေကတေးဖို့ပဲရှိတယ် နော်အခုအချိန်နေနဲ့အခုအနေထားနဲ့ဆိုရင်တော်လိုင်းတက်ဖွဲ့တွေကပို့ပို့ပြီးတော့အကောင်းလာပြီညို့တွေပို့ပြီးတော့ဆွမ်းရည်တွေပြေဝလာပြီတွေ့ကြုံတွေများလာပြီအဲ့လိုတက်ဖွဲ့တွေနဲ့ဒီကောင်တွေတိုက်ရမှာဆိုတဲ့အတွက်ပေါ့နော်ဟိုခုနလိုတေဖို့လမ်းအပူများတာပေါ့အဲ့တော့တော်လိုင်းတက်ဖွဲ့တွေဘက်မှာလာမယ်ဆိုရင်ဒီတက်ပို့ပြီးတော့ယူချိန်မှုတွေအများကြီးလုပ်လို့ရတာပေါ့နော်အဲ့တော့ဒါနောက်ဆုံးမေးမယ်နောက်ဆုံးမေးမယ်ဒါညိတလိုင်းပြီးသားရင်အောင်မြင်ပြီးသွားပြီဆိုရင်ညီလေးပထမဆုံးလုပ်မယ့်အလုပ်ကဘာဖြစ်ပထမဆုံးလုပ်တဲ့အလုပ်ကတော့အိမ်ကိုပြန်မှာပေါ့ဗျာ ။ဒါတွေကဟိုဘယ်လိုပါမလဲတော်လန်နေတို့တာကျွန်တော်တို့မှာတနက်ခံရတဲ့ယူနီဖောင်းဝတ်ရတဲ့ဟိုဘယ်လိုပါဘယ်ဆန္ဒရှိနေလို့တော့မဟုတ်ဘူးပေါ့ဗျာဒီရမလား။ဟွန်းလောက်ကိုလောက်ရမယ်ဆိုရင်စိတ်လောက်ကိုလောက်ရမယ်ဆိုရင်စိတ်ဒီမှာလည်းမပြောပါဘူးမပြောတဲ့ကြားနေတော့หนีရတာပဲ။ရောအမေအိမ်မမဟုတ်တာဗျာဒီတော့ဘယ်အဆင်ပြေမလဲဟွန်းဟွန်းဟွန်းအဆင်ပြေကြရတယ်ဆိုတော့တော်လိုင်းပြီးွားရင်တော့ကျွန်တော်အဆင်ပြေတဲ့အမေကိုပဲရင်ပြန်ရမှာပေါ့ ဟုတ်တော့အမေအမြဲတမ်းပြန်နိုင်မှာပေါ့နော်နော်စိတ်စိတ်တယ်လည်းမကြောက်လုံးဝလည်းကြာမှာလည်းမဟုတ်ဘူးနော်လူမကြီးလူမကြီးပလီကန်နဲ့ရောက်လာလူမကြီးအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကိုလို့တွေဆက်စူးစမ်းကြမယ်ပြီးတော့ဒါမိဘပြည်သူအနေနဲ့လည်းပေါ့နော်ဒါကျွန်တော်အခုလိုမျိုးဒါရေပေါ်ရင်းနဲ့လိုက်ပြီးတော့တွေ့ဖြစ်တယ်ဆိုတာကမိဘပြည်သူတွေမသိသေးတဲ့အကြောင်းအရာတွေမြေပြင်မှာအများကြီးရှိတယ်ဆိုတာကိုကျွန်တော်သိသေးခြင်းနဲ့ပြီးတော့ကျွန်တော်ဘက်ကတော်လိုင်းတက်ဖွဲ့ဝင်တွေကဘလောက်ထိစိတ်သက်ပြင်းထန်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်အခုလိုမျိုး ခြားပြခြင်းလဲပေါ့နော်အဲပြီးတော့ဒီလိုလူငယ်တွေကျွန်တော်ဘက်မှာအများကြီးရှိနေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော်လည်းဘယ်အချိန်အောင်မြင်မလဲဆိုတာမသိပေမဲ့တေချာပါအောင်မြင်မယ်ဆိုတော့ကျွန်တော်တို့တွေအားမခံရဲတယ်အဲကျွန်တော်တို့တွေရှစ်ဆက်ပြီးတော့စူးစမ်းကြမယ်ရှစ်ဆက်ပြီးတော့ရုံးခံကြမယ်ဒီလိုပဲအခက်ခဲဆိုတော့ဒီညီလေးပြောလို့မိဘအိမ်မှာမဟုတ်တာပေါ့နော်အဲနေရာတိုင်းမှာအခက်ခဲဆိုတာရှိတာပေါ့ဒါမဲ့လည်းကျွန်တော်အဲ့အခက်ခဲတွေကိုအဲစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ပေါ့နော်လက်တွဲညီညီနဲ့အကောင်းဆုံးကြော်ဖြတ်မယ်ဆိုရင်ကျွန်တော်အောင်မြင်မှုပန်းတိုင်ကိုတေချာပါရောက်မှာပါဗျအားလုံးပဲကျေးဇူးတင်ပါတယ် အဲ့သူရဲ့ရေပေါ်နာမည်ကတော့သူကအသေးလေးပေါ့အဲ့သူတို့ဆောက်ရောက်လာတော့အဲ့နေကသူတို့သွားခေါ်ရတာသူတို့ကအဲ့တုန်းကကျတော့ဟိုဟာဟိုကားနဲ့အင်းတစင်သွားခေါ်ရအင်းသွားခေါ်တော့အဲ့နေရောက်လာသူနဲ့တငယ်သူတငယ်ချင်းတယောက်နဲ့အကားပေါ်တက်တော့ထုံးစံတိုင်းဆိုရင်တော့ဆရာဆယ်လီကိုအင်းဆယ်လီဆိုတော့တိကြတယ်လေအင်းတိကြတော့သူကကားပေါ်တက်လာခက်တီတီပဲသူတို့ပြုံးလည်းမပြုံးမရဘူးရေမီပြောက်ခက်တီတီပဲတွေ့တော့လေအဲ့ချင်းတဲ့ဆိုင်မှာတွေ့တော့လေခက်တီတီပဲသူကအဲ့လိုပဲပလီကန်နဲ့ ဟာလူလေးကတည်တည်လေးပေါ့ရုပ်ကတော့လုံးဝအဲ့လိုနှုတ်ဆက်ဘူးဆိုတော့အော်အေးပေါ့မောင်လေးပေါ့အမတို့လာခေါ်တာပေါ့ဘာညာပေါ့ဆိုတော့အော်ဟုတ်ကဲ့အဲ့အဲ့ကောက်ဝတ်တက်ဆိုတော့သူကောက်ဝတ်တက်ကောက်ဝတ်တော့လေကားနောက်ကမှဒါမျိုးထိုင်လာသူကဆီယားလေးရှိနေတော့မှဆီယားလေးအနောက်မှာဆီယားသူ့ဘေးမှာနောက်ကမ်းမှာထိုင်ကြရပါတော့နောက်ကမ်းသာတို့ဟိုဒီဒဘက်ကဆိုတော့လေသူကဒီလိုမျိုးထိုင်အဲ့နဲ့ဘေးနောက်မှာဆီယားရှိရောအဲ့တော့ကမေးလိုက်တာမောင်လေးတို့သူကဆယ်လီဘူးဆီယားဆယ်လီဆိုသူ့တိလားဆိုတော့တိဘူးတဲ့ ဟာအဲ့ဆိုမေးဘေးကိုလာလဲရောတိလာကျုပ်တို့ကတော်လိုင်းလို့ပို့လာတယ်လေတော်လိုင်းအဖွဲတွေကိုလာလာတော့လဲတော့မစောလောဟာသူဟိုဟာဖြစ်တယ်ဆိုဘသူကဂိမ်းမဆိုင်တဲ့ပုံစံမျိုးတွေတော့ဘသူကဂိမ်းမဆိုင်ဘူးဟုတ်တယ်အဲ့ဒီမင်းကလည်းနိုးကြစကန်းပေါ်မှာမရှိအောက်မှာဒါပေမဲ့အဲ့ဒီအတန်ကိုကြားလိုက်ရင်ဒါအန်ရဲ့အတန်ကိုတော့သိရပါဘောနော်ဆရာကတော့ပြင်းစင်းတာဘာဖြစ်တာလဲဘာဖြစ်တာလဲဆိုပြင်းစင်းတော့သူတို့က မလာနေအောင်မလာနေအောင်နောက်တော့ကွေးစီရရှိသေးရဲ့မလာနေအောင် तू ကအဲ့မှာ60အသီးတွေရောနောက်တခြားအသီးတွေရောရှိရအောင်မလာနေအောင်ဆိုတော့ तू ကပောက်ကွေးတန်တစ်ချက်တည်းမဟုတ်ဘူးလေပြီးတော့မီးရလည်းလောင်နေရဲဆိုတော့အဲ့မှာပြေးသွားကြတော့ဝစ်ပြီးတော့ तू ဆရာတော့ဝစ်ပြီးမတော့ဆရာချက်ချင်းဝုန်းနဲ့အဲ့မှာဆင်းသွားဆင်းသွားပြီးတော့ပြီးလဲပြီးတော့ကားပေါ်မှာပေါ့ကားပေါ်ဆွဲလာတာပေါ့နော်ဆွဲလာတော့ဟိုနဲ့ तू ပြောသလိုသူတို့အဲ့ဒီခရော့ရိုက်ဆွဲပြီးတော့ဆွဲလာတော့အသီးလေးပါဖြစ်တာလေဆိုတော့သူ့ရဲ့နှလို့ရောက်သွားတဲ့အချိန်မှာသူ့ချေပွားပဲကြံနေတာပေါ့ ခြေဘွားဒီကွာပြီးတော့အလွားလိုက်ကွာတာပေါ့နော်ခြေဘွားနဲ့ဒီဒီဒီလိုဒီလိုဒီအယိုးပဲကျန်တာဟုတ်အယိုးပဲကျန်တာဆိုတော့ဒီခြေဘွားနဲ့ဒီခြေအယိုးလေးတွေလေခြေချောင်းရဲ့အယိုးလေးအဖြူလေးတွေပဲအလွားလိုက်ကျန်ခဲ့ကျန်ခဲ့တော့အဲ့တော့သူအသက်သေးစေနိုင်နိုင်တဲ့နေရာပေါ့နော်ဒီဘိုက်တို့ဒီခေါင်းတို့ထိလာဆိုပြီးကြည့်တော့အဲ့ဒါတော့မထိဘူးမထိဘူးဆိုတော့အဲ့ဒါဆိုရင်နမင်းအသက်ရှင်မှာပါပေါ့နော်အသက်ရှင်မှာပါဆိုတော့အဲ့လိုကားပေါ့ပို့ပို့တော့ तू ကတော့ तू ရဲဘော်တွေကမာပါတယ်ရဲဘော်တွေကလေဘလောက်ပဲဟိုဒဏ်ရာရတယ်ပဲဖြစ်ဖြစ်သူတို့ကဒီဒီနောက်မှကြံခဲ့တယ်ပေါ့နော်သူတို့ဒီစေယုံစေကန်းကိုရောက်သွားပြီဆိုရင်ကြံခဲ့တဲ့လူတို့ချက်ချင်းသူတို့ရဲ့စိတ်ထဲမှာငါဒီလိုဖြစ်သွားလို့ရှိရင်ငါတို့ကများဟိုပြန်ပြီးတော့များတော်လိုင်းအေးမှာငါတို့အာမကူတော့ဘူးလားဆိုတော့သူတို့ရဲ့ပထမဆုံးစိတ်ကအဲ့ဒါပဲငါတို့အာမကူတော့ဘူးလားငါတို့တိုက်လို့ရသေးတယ်ဥမာဥပွင့်ရင်လည်းဥပွင့်နဲ့ရဲဘော်ကလည်းဥဖြတ်ထားရလေကျွန်တော်ပြန်တိုက်မှာနော်ကျွန်တော်ကျမ်းမာရေးကောင်းရင်ကျွန်တော်ပြန်တိုက်မှာသူတို့အရင်ဆုံးပြောတာဒါပဲ သူလည်းဒီလိုပဲပေါ့နော်။သူကတော့နို့မန်းနို့လို့ခေါ်။မန်းနို့တပ်ပြက်လာမှာနော်။အဲ့လိုမျိုးပြက်လာမှာမင်းကျမ်းမကြီးကောင်းအရင်လို့ပေါ့။